ားလုံးပဲမင်္ဂလာပါခင်ဗျ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျ24ရက်လေးလ2022ကနေကုန်အတွက်ဒူတီလေးကိုတွက်ပြပေးသွားပါမယ်ခင်ဗျဒီနေ့23ရက်နေ့မနက်ပိုင်းက1ခွန်1ခွန်ကကျွန်တော်မွေးကနန်းထဲမှာ6ခွက်ပေးထားတယ်ခင်ဗျเนาะမွေးခွက်ထဲကဒီနေ့တစ်ခွက်ထွက်သွားတာပေါ့ဒီမှာเนาะကျွန်တော် ဟုတ်ပြီเนาะတခွန်ခွန်တက်ဒီမှာတစ်ခွက်ထွက်သွားတာပေါ့ခင်ဗျာကျွန်တော်၅ခွက်ကြံသေးတယ်เนาะ၅ခွက်ကိုဆက်မွေးလို့ရပါတယ်ကြံတဲ့ရက်ကိုဆက်မွေးလို့ရပါတယ်ခင်ဗျာเนาะကျွန်တော်မွေးခွက်တင်လာပေးတဲ့ထဲမှာပါပါတယ်ခွန်တက်တခွန်ဟုတ်ပြီเนาะဒီ၅ခွက်ကိုမိမိတို့ဆက်မွေးခြင်းမွေးလို့ရပါသေးတယ်เนาะခွန်ရှစ်နှစ်ရှစ်နှစ်တက်၃ညာ၈၃ညာ၈ဟုတ်ပြီเนาะဒါလေးလေးဆက်မွေးလို့ရပါတယ်ဒါကเนาะတပတ်လုံးစာလို့တင်လာပြပါတယ်။ဒါကြောင့်မွေးတင်ခြင်းမွေးလို့ရပါသေးတယ်ခင်ဗျာเนาะ အခုကျွန်တော်24ရက်နေ့အတွက်နော်7နှစ်တမနစ်တဲ့ပထမဆုံးထိပ်စီးပိုင်းလေးကိုကျွန်တော်စတက်ပြေးပြန်ခင်ဗျာနော်ပထမဆုံးထိပ်စီးပိုင်းလေးစကြည့်အောင်ဟုတ်ပြီနော်ပထမဆုံးကျွန်တော်ထိပ်စီးပိုင်းလေးဟာနေမစနေနေနက္ခကောင်းလေးဟုတ်ပြီကျွန်တော်ဒီ၃လုံးပေါင်းချင်းခင်ဗျာနော်ဒီမှာ99ရဲ့ ေရနှစ်ရဟောပြီနော်အဲ့ဆိုတော့ဒီဘက်ဒီမီဒီပြတ်တယ်ခင်ဗျာနော်ဒီမှာဆိုရင်ဒီက9ရယ်9ရယ်2ရယ်ပေါင်းချင်းကျွန်တော်တို့72ရပါတယ်72မှာဆိုရင်ဒီမှာ2ရယ်ကျွန်တော်တို့နတ်ခတ်ကဟောပြီနော်နေရနက်ခတ်ပေါ့ခင်ဗျာเนาะကျွန်တော်တို့နေရနက်ခတ်က၄ပေါ့เนาะနေရနက်ခတ်က၄ဆိုရင်ဒီမှာကျွန်တော်တို့ဘာထွက်သွားလဲ၄ထိပ်စီ၄ထွက်သွားတယ် ဟုတ်ပြီနော်99နှစ်ပေါင်းခြင်းက72နှစ်ရဲ့နှက်ခတ်ကလေဒီမှာ၄ထိပ်စီထွက်တာလေဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်နောက်တစ်ခုကြတော့ဒီဟာ88နော်88ဒီဟာ3နဲ့ဟုတ်နော်ဒီ3လုံးပေါင်းခြင်းကစနေလေး16 19 19ဆိုတော့ကိုယ့်ရဲ့နှက်ခတ်က6ဟုတ်ပြီကိုယ့်ရဲ့နှက်ခတ်က6ဖြစ်တော့ဒီမှာကျွန်တော်တို့6ထိပ်စီထွက်သွားတယ်ခင်ဗျာ ပြီเนาะ6ထိပ်စီတွေထွက်လာပါတယ်။အဲကြောင့်လာမယ့်17နိုင်เนาะ17နိုင်တက်မိနစ်မှာဘာထိပ်စီဖြစ်နိုင်လဲဆိုတော့24ရက်နေ့17နိုင်တက်မိနစ်မှာဒီ၄ရက်5ရက်ဒီက4ရက်ပေါ့ခင်ဗျာเนาะဒီ3လုံးပေါင်းချင်းကကျွန်တော်ကို73ရပါတယ်ခင်ဗျာเนาะ73 3ရက်နှက်ခတ်ပေါ့เนาะ3ရက်နှက်ခတ်က9ပဲခင်ဗျာဟုတ်ပြီ3နှက်ခတ်က9ဆိုတော့ကျွန်တော်တို့9တလုံးထိပ်စီရသွားပြီပေါ့ခင်ဗျာเนาะဒီမှာ9တလုံးကျွန်တော်တို့ထိပ်စီရသွားပြီ ဒါက12နာရီ10မိနစ်အတွက်ထိစီပါဒီမှာဖုန်းနံပါတ်မှာလည်းတောင်းလို့ရပါတယ်ခင်ဗျာနော်ခဏလေးလေးလိုချင်ရင်ဒီဖုန်းနံပါတ်မှာလည်းတောင်းလို့ရပါတယ်အခု12နာရီ10မိနစ်အတွက်ကျွန်တော်တို့ပါရသွားပြီလေ9တလုံးထိစီရသွားပြီအပိတ်ကနန်းလေးကိုကျွန်တော်တို့ဆက်ကြည့်မယ်ခင်ဗျာ12နာရီ10မိနစ်အတွက်အပိတ်ကနန်းလေးနော်အပိတ်ကနန်းလေးကဆက်ဆက် တရား၈ရဲ့9ရဲ့တရား2ရဲ့ဟုတ်ပြီနော်၈9 2 8ရဲ့9ရဲ့2ရဲ့ဟုတ်ပြီ9နဲ့2နဲ့ပေါင်း9 8နဲ့ပေါင်းတော့15 9ရဲ့ပါဝါက3ညဟုတ်ပြီ9ပါဝါ3ညဖြစ်တော့ဒီမှာ3ညအပိတ်နဲ့40ထွက်သွားတယ်ခင်ဗျာနော်4 3ညထွက်သွားတယ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းကျွန်တော်တို့ဒီဟာ 6ရက်8ရက်ဒီဟာ6ရက်6နဲ့ဒီ7နဲ့7နဲ့ပေါင်းတော့20 3ညပါဝါ5ပဲခင်ဗျ3ညပါဝါ5ဆိုတော့ဒီမှာလဲ5အပိနဲ့60နဲ့5ထွက်တာတယ်ဟုတ်ပြီနော်ဒါကြောင့်မလာမယ်ကျွန်တော်တို့24ရက်နေ့7နှစ်နိုင်10မိနစ်မှာဖြစ်နိုင်ကြီးရှိတဲ့အပိကဏ္ဍလေးဟာဒီဟာ1ရက်4ရက်6ရက်ပေါင်းချင်းက37ဟုတ်ပြီနော်7ပေါ့ခင်ဗျနော် ဒီမှာဆိုရင်6နဲ့4နဲ့ပေါင်းတော့10 10နဲ့ပေါင်းတော့17တရဲ့ပါဝါက6 10ပါဝါ6ဆိုတော့ကျွန်တော်တို့ဘာပြန်ရှင်းမလဲဆိုတော့90နဲ့6တဲ့เนาะဒါကဒီတိုင်း20တိုင်းကြာခဲ့တဲ့ခဏလေးပေါ့ခဏ65ပြီးတော့56ထွက်လာတယ်။ဟော56ထွက်ပြီး56တခါပြန်ကြာမလာတော့မပြောတတ်ဘူးပေါ့ခင်ဗျာเนาะထိုးခြင်းနဲ့ထိုးကြပါเนาะဒါက20တိုင်းကြာခဲ့တဲ့ခဏလေးကိုကျွန်တော်ကခြားပြတာပါဟုတ်ပြီเนาะဒါ 20တိုင်းကြာခဲ့တဲ့ကဏ္ဍလေးကိုကျွန်တော်ကချပြတာပါမိမိတို့စိုက်နေတဲ့ဆိုရင်ဝင်ရောက်ကြည့်စုပြီးတော့ထိုးပေးနိုင်ပါလေခင်ဗျာနော်ကျွန်တော်ခုနမွေးကဏ္ဍပြသလိုမျိုးမွေးကဏ္ဍနဲ့ဆက်မွေးလို့ရတယ်ခင်ဗျာနော်မွေးကဏ္ဍထိုးခြင်းတဲ့လူတွေအိမ်မှာခြေပြီးခုနကကျွန်တော်ပြတဲ့ထဲမှာခြေပြီးထိုးလို့ရတယ်တစ်ခွက်တော့ထွက်သွားပြီ6ခွက်တည်းမှာတစ်ခွက်ထွက်သွားပြီဒီမှာဆိုရင်3နှစ်ခတ်က3ရက်ပါဝါက8ဟုတ်ပြီနော်3ပါဝါ8 10ပါဝါ6တရက်နှစ်ခတ်က8 အပူးဆိုရင်ဘာဖြစ်မလဲဆိုတော့ရှစ်ရှစ်တခွဲရမယ်ဟုတ်ပြီနော်အပူးချုံရင်အပူးဆိုရင်ရှစ်ရှစ်တခွဲရမယ်မနက်ပိုင်းဒါကမနက်ပိုင်းအတွက်အခုညနေပိုင်းအတွက်ကျွန်တော်၄နိုင်ခွဲအတွက်ကျွန်တော်စပြမယ်နော်ညနေ၄နိုင်ခွဲ24ရက်နေ့ညနေ၄နိုင်ခွဲပေါ့ခင်ဗျာနော်ညနေ၄နိုင်ခွဲအတွက်ပထမဆုံးကျွန်တော်တို့ကနော်ဒီ၃လုံးဒီအောက်က6 6 6၃လုံးရဲ့ ေါ်က၅တလုံးဒီ၄လုံးပေါင်းချင်းဟုတ်ပြီနော်၄လုံးပေါင်းချင်းစစ်နယ်လီ၁၆22နှစ်၅နဲ့ပေါင်းတော့22ခုနှစ်ဟုတ်ပြီခုနှစ်ရဲ့ကျွန်တော်တို့ကနတ်ခတ်က၃ညနော်ခုနှစ်နတ်ခတ်က၃ညဆိုဒီမှာကျွန်တော်တို့၃ညထိတ်စီထွက်တာတယ်ဟုတ်ပြီနော်တေးနှင်း၃လုံးပေါင်းချင်းဒီ၄လုံးပေါင်းချင်းကစစ်နယ်လီ၁၆22နှစ်၂၂ခုနှစ်ခုနှစ်ရဲ့နတ်ခတ်က၃ည၃ညထိတ်စီ အပိတ်ကိုတခါလဲကျွန်တော်တို့ကြည့်မယ်နော်အပိတ်ကဒီဟာ6ရဲ့နော်ဒီလိုသွားမယ်ခင်ဗျာ6ရဲ့9ရဲ့ပြီးရင်ဒီဟာ2ရဲ့ဟုတ်ပြီနော်2 8 9ပေါင်းချင်း15 9ရဲ့ပါဝါ3ညပဲသူလဲဒီမှာ3ညပိတ်ထွက်သွားတယ်ဟုတ်ပြီနော်6ရဲ့9နှစ်ပေါင်းချင်း15 9ရဲ့ပါဝါ3ည3ည3ညထွက်သွားတယ်ဟုတ်ပြီအဲ့ဒီတိုင်းလေးပဲနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ရအောင်ဒီ3လုံးပေါင်းချင်းက 6နဲ့9နဲ့ပေါင်းတော့17 9နဲ့ပေါင်း20ဒီဟာ8နဲ့ပေါင်းတော့20နဲ့8 8ရဲ့နက်ခက်က1ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲတိထိတ်စီထွက်တာလေဟုတ်ပြီနော်တိထိတ်စီထွက်လာပါတယ်အပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုအပေါ်တိုင်းပဲ9 8ဒီဟာ3နဲ့ပေါင်းချင်းနော်3နဲ့8 9နဲ့3နဲ့ပေါင်းတော့12 20တုံညာရဲ့ပါဝါနဲ့ငါးပဲခမ။ဟုတ်ပြီနော်။ဒါကြောင့်ဒီမှာငါးအပိတ်နဲ့တင်ငါးဆိုပြီးထွက်သွားတယ်။ ပြီเนาะဒါကြောင့်လာမယ့်ကျွန်တော်ညနေ၄နာရီခွဲမှာ24ရက်နေ့ညနေ၄နာရီခွဲမှာဒီ၃လုံးပေါင်းချင်းရဲ့ဒီက9ရက်เนาะစုစုပေါင်း၄လုံးပေါင်းချင်း9 24 25 23ည3ညရဲ့နှက်ခတ်ပေါ့ခင်ဗျာ3ညနှက်ခတ်ခါ9 9 9เนาะကျွန်တော်တို့9ထိပ်စီရသွားပြီခင်ဗျာเนาะ3ညရဲ့နှက်ခတ်ခါ9ဆိုတော့9ထိပ်စီရသွားပြီဒီမှာကျွန်တော်ဒါလေးနဲ့ရေးလိုက်မယ် ဟုတ်ပြီနော်ခုနှစ်ထိပ်စီရသွားပြီပြီးရင်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကခွန်4ပေါင်းချင်းက8 85 9ရဲ့ပါဝါ3ညပဲခင်ဗျ3ညဆိုတော့ဒီမှာကျော်တော့3ညအပိတ်မယ်ဆိုရင်ခွန်3ညတစ်ခွက်ပဲထွက်လာတယ်ဟုတ်ပြီနော်56ခွန်3ည56 90ပေါ့ခင်ဗျနော်96 90အဲ့ဒီမှာမှ3ညရဲ့နက်ခတ်က9 3ညပါဝါ5 5ပါဝါ3ည5ရဲ့နက်ခတ်က3 ဟုတ်ကဲ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ငါးငါးရမယ်အပူဟာနော်အပူကြိုက်တဲ့လူတက်ပါငါးငါးပြီးရင်သုံးညသုံးညပေါ့ခင်ဗျာနော်သုံးညသုံးညငါးငါးခွန်ခွန်ထိုးလို့မရဘူးခင်ဗျာနော်နော်တော့ဒါမှမဟုတ်လည်းဒီလိုတွဲလို့ရတယ်ငါးသုံးညထိုးလို့ရတယ်ခွန်6ထိုးလို့ရတယ်ဟုတ်ပြီနော်ဟာပြီနော်ခွန်6ထိုးလို့ရတယ်ငါးသုံးညထိုးလို့ရတယ်ထိုးခြင်းတဲ့လူကျွန်တော်ရေးပြထားတာပါနော်မိမိတို့အလိုတွဲပြီးထိုးခြင်းတဲ့လူထိုးထိုးပြီးတွဲပြီးလိုက်မယ်နော် ွန်6ရဲ့ဘီရ9တုံညာဟုတ်နော်ဒီလိုလဲထွက်တတ်ပါလေခင်ဗျာနော်ဒါကမနက်ပိုင်းဝဆန်းနိုင်တမနစ်မှာ56ညနေ9တုံညာကြောင်းပြန်ထိုးပြီးလို့ရပါတယ်ဝေကနန်လည်းခုနတစ်ခွက်ထွက်ထားပါလေခင်ဗျာနော်အားလုံးပဲကျွန်တော်24ရက်နေ့မှာညနေရောမနက်ရောမနက်ရောညနေရောကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ